တာရှင်တွေအားလုံးတားလေးစွာပါ Development Media Group DMG ရဲ့2025ခုနှစ်ဇွန်လ30ရက်နေ့အတွက် သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့ရှေ့တန်းကထွက်ပြေးတဲ့တပ်သားတွေကိုလက်ခံထားတဲ့ဆိုပြီးကြောက်ဖြူမျိုးခံလက်ရောက်ကိုစစ်ကောင်စီဖမ်းဆီးတဲ့သတင်းစကခငါအနိမမိုင်းနေမီလို့တောင်ကုန်းဒေသခံတယောက်ဒဏ်ရာရတဲ့အကြောင်း မတူပီမျိုးသိန်းတိုင်ပွဲမှာပါဝင်ခဲ့တဲ့ AA နဲ့ရော့တက်တိုကိုမတူပီ CDF ကျေးဇူးတင်ကြောင်းပြောတဲ့သတင်းအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်ကိုကျမစောင်းစားခြင်းနဲ့အတူကိုအောင်သူရတို့ကပူပေါင်းတင်ဆက်ပေးသွားမှာပါ။ပထမဆုံးအနေနဲ့ရှေတန်းကထွက်ပြေးတဲ့တပ်သားတွေကိုလက်ခံထားတယ်ဆိုပြီးတော့ကြောက်ဖြူမျိုးခံလက်ရောက်ကိုစစ်ကောင်စီဖမ်းဆီးတဲ့တဲ့ရင်ကိုတင်ဆက်ပေးခြင်းပါတယ်။ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့ကြောင်းဖြူစစ်မျက်နှာမှာတိုက်ပွဲရှေ့တန်းကနေထွက်ပြေးတဲ့တပ်သားတွေကိုလက်ခံထားတယ်ဆိုပြီးတော့ကြောင်းဖြူမျိုးတောင်ရင်ရက်ွက်ကလူငယ်ပိုင်းအမျိုးသား၄ယောက်ကိုစစ်ကောင်စီဖမ်းဆီးခဲ့တယ်လို့သတင်းရရှိပါတယ်။ဖမ်းဆီးခံရသူတွေဟာတောင်ရင်ရက်ွက်ကကိုအောင်ပိုင်ကိုမို့ကျော်တန်း ကိုမိုးဆန်ထွန်းနဲ့ကိုသားကြီးတို့ဖြစ်ပြီးတော့သူတို့ကိုပြီးခဲ့တဲ့ဇွန်လ25ရက်နေ့ညနေ9နာရီကျော်မှာနေအင်္ဂလာရောက်ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။သူတို့လေးယောက်ကိုလက်ရှိမှာကြောက်ဖြူမျိုးပေါ်ကခလာရ30လတန်ရင်းမှာချုံနောင်ထားတယ်လို့သိရပါတယ်။ DMG ရဲ့အချက်လက်တွေအရ2023ခုနှစ်နိုဝင်ဘာလကစတင်ခဲ့တဲ့ရခိုင်တိုက်ပွဲအတွင်းမှာအာရခတပ်တော်နဲ့ပတ်သက်ဆက်နွယ်တဲ့ဆိုပြီးတော့ကျောင်းဖြူဒေသခံ60ရှစ်ယောက်ထက်မနည်းကိုစစ်ကောင်စီကဖမ်းဆီးထားပြီးအကျဉ်းထောင်ရေးစခန်းနဲ့စစ်ကြောရေးစခန်းတို့မှာချုံနောင်ထားပါတယ်။အများစုမှာ ပုံမှန်905ကကြီး ပုံမှန်စက်ခွန်၁စက်ခွန်၂စားတဲ့နိုင်ငံရဲ့ပုံမှန်တွေနဲ့ထောင်ဒဏ်6လကနေ10နဲ့အထိပြစ်ဒဏ်အတီးတီးချမှတ်ခံထားရပြီးတော့စေကူတာခွင့်မရရှိတာကြောင့်တမ်းမာရဲ့ပြဿနာတွေကိုစိုးရွားစွာရင်ဆိုင်နေရသူတွေလည်းရှိနေတယ်လို့သိရပါတယ်ဆလပြီးတော့စက္ကခငါအနိုင်မှာမှိုင်းနှမင်းလို့တောင်ကောက်ဒေသခံတူဒဟန်ရှိတဲ့တဲ့ကိုတန်ဆက်ပေးချင်ပါတယ် ရခိုင်ပြည်တောင်ကုန်းမြို့မှာဒီကနေ့ဇွန်လ30ရက်နေ့မနက်ပိုင်းကမိုင်းပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးတော့ဒေသခံတို့ဟာရှေတော့ပြတ်ထွက်တဲ့အထိဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တယ်လို့သိရပါဗျ။ကမ်ပိန်းရဲ့ကော့မာနေတဲ့အသက်38နှစ်အရွယ်ဦးစိုးနဲ့ဟာသူ့ရဲ့ဇနီးနဲ့အတူအမှန်ကစစ်ဆင်ရဲ့ကွက်ကွက်မှုဌာနရောက်စကခါငါအနင်းကိုဟန်ရှာသွားစဉ်မှာမိုင်းနမိတ်တဲ့ကြောင့်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုမိုင်းနမ်းမိတာကြောင့်သူ့ရဲ့ညာဖက်ခြေထောက်ဒုစိတ်အောက်ကနေပြတ်ထွက်တရားရှိသွားတာကြောင့်လက်ရှိမှာရဲဘော်စစ်ကူတမှုခံယူနေရတယ်လို့သိရပါဗျ။ရခိုင်ဒေသခံတွေတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေစစ်ကောင်စီတပ်ရဲအနည်းနဲ့စစ်ကောင်စီစခန်းချခဲ့တဲ့နေရာတွေမှာတလာလှုပ်ရှားမိရကနေမိုင်းနမ်းပြီးတော့ထိခိုက်သေးဆုံးမှုတွေလည်းမကြာခဏရှိနေကြပါဗျ။တစ်ဖက်မှာလည်းအာရခတက်တော်က -6 ကျန်လနဲ့အန်ဒီဆိုင်ယာ ပညာပေးဟောပြောပွဲတဲ့မိုင်းအန်တရအသေးပဲဆိုင်ပေါင်းတွေလက်ကန်းစာဆောင်တွေကိုဖြန့်ဝေတာရှိပေမဲ့မိုင်းကြောင်ထိခိုက်မှုတွေဆက်လက်ရှိနေစေဖြစ်ပါတယ်မတူပင်မြို့သိန်းတိုင်ပွဲမှာပါဝင်ခဲ့တဲ့ AA နဲ့ရော်တက်တိုကိုမတူပင် CDF ကျေးဇူးတင်ကြောင်းပြောတဲ့အကြောင်းကိုလည်းတင်ဆက်ပေးမှာပါချင်းပြည်နယ်မတူပင်မြို့သိန်းတိုင်ပွဲမှာပါဝင်ခဲ့ကြတဲ့ချင်းညီနောင်အဖွဲ့အရခတ်တော် AA ရော်တက်နဲ့ရော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တပ်ပေါင်းစုတယောက်ချင်းစီကိုအထူးကျေးဇူးတင်တယ်လို့မတူပီတော်လန်ရဲ့အဖွေချုပ်ကမတူပီမျိုးသင်းတိုင်ပွဲအောင်မြင်စွာပြည်ဆောင်ခဲ့တဲ့တနည်းပြည့်အထင်အမှန်ဇွန်လ29ရက်နေ့မှာကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။မတူပီမျိုးသင်းတိုင်ပွဲကို2024ခုနှစ်မှာချင်းညီနောင်စစ်စင်ရဲ့မတူပီနာမည်နဲ့စစ်ကောင်စီအခြေချစစ်ဗျူဟာခလာရ140နဲ့ခလာရ304တို့ကို တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တာပါ။ မြို့သိမ်းတိုင်ပွဲအတွက်ဒီဇိုင်းမမတ်ထောက်ပို့မြေပြင်တော်လှန်ရေးအဖွဲ့တွေအဖက်ဖက်ကတန်းနိုင်သလောက်ထောက်ပံ့ကူညီပေးခဲ့ကြတဲ့နိုင်ငံတကာထောက်ပို့အဖွဲ့တွေကိုလည်းကျေးဇူးတင်တယ်လို့ထုတ်ပြန်ချက်မှဖော်ပြပါဗျ။ဒါအပြင်တိုင်ပွဲအတွင်းမှာဒဏ်ရာရရှိသူတွေနဲ့ကြာဆုံးသွားတဲ့ရဲဘော်တွေကိုလည်းဂုဏ်ပြုတယ်လို့ဆိုပါတယ်။လရှိမှာ CDF မတူပြီးအနေနဲ့မျိုးပြန်လေတိဆောင်းရေမိုင်းရှင်လေ ပြည်သူတွေပြန်လည်အခြေချနေထိုင်ရင်ပြည်သူတို့ရဲ့အခြေခံလိုအပ်ချက်တွေဖြည့်တင်းနိုင်ရင်နဲ့မတူပီမျိုးကိုစစ်ကောင်စီလက်အောက်ကိုပြန်လည်မရောက်ရှိစေဖို့အဖက်ဖက်ကကြိုးပမ်းနေတယ်လို့ထုတ်ပြန်ထားပါတယ်။စင်ကူးမျိုးကကြန့်ခံရေးရုံကိုစစ်ကောင်စီဖုံးကျစ်တဲ့တဲ့တန်းကိုတက်ဆက်ပေးမှာပါ။မန္တလေးတိုင်းစင်ကုန်းမြို့ပေါ်ကကြံခံရဲပါတီရုံးကိုစစ်ကောက်စီကလေကြောင်းနဲ့ပုံကျစ်တိုက်ခိုက်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြောင်းလဲခရံကဒီကနေ့မှသတင်းထုတ်ပြန်ပါတယ် မနေ့ကဇွန်လ29ရက်နေ့ညစင်နေခါမှာတရာဦးကတက်လာတဲ့ MNG 25 Jet Fighter တစ်စီးနဲ့လေကြောင်းတက်ခဲ့ခဲ့လို့ဂျက်ခန်ရဲ့ယုံအဆောင်တစ်ခုလုံးထိမှန်ပြစ်စီပြီးတော့ပြည်သူအထိခဲမရှိဘူးလို့အဲ့ဒီထုတ်ပြန်ချက်မှာပြောထားပါဗျ။မနေ့စစ်တနေ50မိနစ်ကလည်းစင်ကုန်းမြို့နယ်လက်ပံလာကြေးရွာကို ဂျပန်တနဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အသက်၄၀ရွယ်အမျိုးသမီးတဦးသေဆုံးခဲ့ပြီးတော့နေအိမ်တစ်လျှော့ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကသင်းပိုက်ထိချုပ်ထားတဲ့စင်ကူးမြို့နယ်ကိုစစ်ကောင်စီကလေကြောင်းပုံကျဲမှုတွေမကြာခဏလုံးနေလို့အရသာထိခိုက်သေဆုံးမှုဟာလည်းဆက်တိုက်ဆုတ်လို့မျက်တက်နေတာပါ။နောက်ထပ်သတင်းတပုံအနေနဲ့ဥရောပအာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့အတွက်စစ်ကောင်စီတိုးပဲ့နေတဲ့အကြောင်းကို တင်ဆက်ပေးမှာပါ မြန်မာနိုင်ငံအနေနဲ့ဥရောပအာရှစီးပွားရေးသမဂ္ဂ EAEU အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့အတွက်ကြိုးပမ်းနေတယ်လို့စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။ EAEU ရဲ့လင်းလာခွင့်ရရှိတဲ့နိုင်ငံလင်းလာသူနိုင်ငံဖြစ်ဖို့အတွက်ကြိုးပမ်းနေတာဟာအောင်မြင်မယ်လို့ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုခဲ့တယ်လို့စစ်ကောင်စီဘက်သတင်းစာတွေကဖော်ပြပါတယ်။ မြန်မာနိုင်ငံဟာ EAEU နဲ့2022ခုနှစ်ကစလို့အဆက်အသွယ်ရှိခဲ့ပြီးတော့အဲ့ဒီအချိန်ကလည်းမြန်မာကိုရောက်ရှိလာတဲ့ EAEU ရဲ့ဥရောပအာရှစည်းပွားရေးအဖွဲ့ EEC အဖွဲ့ကိုယ်စားလှယ်အဖွဲ့ဟာစစ်ကောင်စီရဲ့တပ်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့တွဲဆောင်ဆွေးနွေးပြီးတော့ဆက်ဆံရေးမြင့်တင်နိုင်ဖို့ဆောင်ရွက်မှုတွေရှိခဲ့တယ်လို့ဆိုထားပါတယ်။ ပြီးခဲ့တဲ့ဇွန်လ26ရက်နေ့ကလည်းစစ်ကောင်စီရဲ့မဟာမိတ်ဘယ်လာရုစ်နိုင်ငံမှာကျင်းပတဲ့စထုထအကြိမ်မြောက်ဥရောပအာရှစီးပွားရေးဖိုရမ်မြန်မာဆောင်ရင်အစည်းအဝေးမှာ EAE ကိုအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့အတွက်စိတ်ကောင်းဆောင်ပို့ချမှုကြီးမင်းအောင်လှိုင်ကတောင်းဆိုခဲ့ပါတယ်။ဥရောပအာရှစီးပွားရေးသမဂ္ဂ EAE ကိုရုရှားကဥဆောင်ပြီးတော့ဘယ်လာရုစ်၊ကဇက်စတန်၊ကာဂျစ်စတန်နဲ့အာမေးနီးယားနိုင်ငံစတဲ့နိုင်ငံ၅နိုင်ငံနဲ့ 2015ခုနှစ်ကဖွဲ့စည်းထားတာဖြစ်ပြီးတော့ကမ္ဘာနိုင်ငံတွေရဲ့စိတ်ပွားရေးဒဏ်ခတ်ပိတ်ဆို့တဲ့ဒဏ်ကိုခံစားနေရတဲ့နိုင်ငံတွေလည်းဖြစ်ပါတယ်။နောက်ဆုံးတော့အနေနဲ့နိုင်ငံကသတင်းပုတ်ကိုတက်ဆက်ပေးချင်ပါတယ်။အမေရိကန်မှာမိသားသမားနှစ်ဦးရိုက်ဖယ်နဲ့ပြစ်ဒဏ်ခံရမှုမှာမတန်ကားပွဲသတင်းသမားကိုအသေးဖမ်းမိထားပါတယ်။ အမေရိကန်ပြည်သူစုအန်ဒဟိုပြည်နယ်မှာတုံမင်းညင်သက်နေတဲ့မင်းသက်တပ်ဖွဲ့အုပ်ကိုအပြန်ရိုင်ဖယ်တနက်နဲ့ပြစ်ခတ်ခဲ့တယ်လို့ယူဆရတဲ့တနက်သမားကိုအသက်ဖမ်းမိပြီဖြစ်ပါတယ်။မင်းသက်သမားတွေအသက်ခံရလို့မတန်ခါသူအေဒီအမျိုးသားကိုပိတ်စိတ်တိတ်ရှာနေရှိမှာစနိုက်ပါတနက်သမားတွေရဲ့ရန်ကိုလည်းကျုံတွေ့ခဲ့ရတယ်လို့ရဲတပ်ဖွဲ့ကပြောထားပါတယ်။အခုတော့အထူးနေနိုင်ရဲ့အဖွဲ့ကတောင်တလုံးပေါ်မှာအမျိုးသားအလောင်းတလောင်းကိုမြေမှာတနက်တလက်နဲ့အတူတွေ့ခဲ့ရလို့မတန်ခါသူတနက်သမားကိုလိုက်လံရှာဖွေမှုကိုလည်းပြစ်ဆုံးသွားပြီဖြစ်ပါတယ်။ မတန်ကတူတနက်သမားကိုရှာပွေတော့ကကိုအပူရှင်ကိုလိုက်ပြီးတော့စောင့်ကြည့်နိုင်တဲ့နေပညာပါတဲ့ရဟန်းရင်တွေကိုအသုံးပြုခဲ့ပါတယ်ရဲတပ်ဖွဲ့အရာရှိ Norris ကတော့အခုတိုက်ခိုက်မှုဟာမြို့ပြလိုနေရာမျိုးမှာဖြစ်လေဖြစ်တာမရှိတဲ့ American ကျေးလက်မှာဖြစ်ဖို့ရာတကယ့်ကိုရှာရပါဖြစ်စင်းလို့ပြောထားပါတယ်အစိုးရကတနက်သမားဟာလွတ်မြောက်နေစဖြစ်လို့လူထုအနေနဲ့အင်ပြန်မထွက်ဖို့အမင်းကိုအာဏာပိုင်တွေကတတိပိခဲ့ရပါတယ်။ဒါပေမဲ့တိုမင်းလောင်နေတုန်းဖြစ်လို့တိုမင်းအန်ရဲ့အတွက်ကျွတ်တက်ပြဆန်းထားကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်။ ီကနေ့သတင်းအသံထောက်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်နာလိုက်ပါတယ်ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ခြင်းနဲ့ဆိုရင်တော့အပေါင်669 63963 633ကို လုံခြုံစိတ်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ ဒီအစီအစဉ်ကိုတနင်္လာနေ့ကနေစနေနေ့အထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG online radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်တော့တာဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။